မင်္ဂလာပါ Brilliant English Grammar Class ရဲ့ Phonics Section လေးကနေမှကြိုဆိုပါရစေ။ဒီနေ့မှာတော့ Group 2တဲ့ကနောက်ဆုံးအသံလေးဖြစ်တဲ့ Letter D ရဲ့အသံလေးကို လေ့လာရအောင်။သူ့ရဲ့နာမည်လေးဘယ်လိုခေါ်လဲဆိုတာလေးကနေမှစလိုက်ရအောင်။ဒါကတော့ upper case D နဲ့ lower case D လေးပဲဖြစ်ပါတယ်။သူစကားပြောတဲ့အခါမှာ အသံလေးဘယ်လိုထွက်မလဲနားထောင်ကြည့်ရအောင်။ဂျဂျဂျ ကလေးတို့အတန်လိုက်ထွက်နိုင်အောင်ဗီဒီယိုလေးကြည့်ရအောင်အတန်လေးနားထောင်ပြီးတော့နောက်ကနေမှအတန်လိုက်ထွက်ကြည့်ပါနော်တတဒရမ်တတဒရမ်တတဒရမ် ဒီရဲ့အတန်ထွက်နိုင်သွားပြီဆိုရင်အတန်ဖြစ်လာတဲ့ story လေးကြည့်အောင် story လေးကတော့ကလေးတယောက်ရဲ့သူ့ရဲ့အယုတ်တီတဲကတခုဖြစ်တဲ့ drum ကိုတီးရာကနေမှအတန်လေးရလာတာဖြစ်ပါတယ် action လေးကတော့ပုံမှန်ပြထားတဲ့အတိုင်း drum တီးသလိုလက်ကလေးကိုလှုပ်ပါမယ် d d d ဆိုတာအတန်လေးဖြစ်ပါတယ်အဲ့တော့တခြင်းလေးနားထောင်ရအောင် the dead. ဒါဆိုရင်လက်ထက် D ရဲ့အတန်ပါတဲ့ပုံလေးတွေနဲ့လေ့လာကြည့်ရအောင် D is for dog D D dog D D dog D D dog D ရဲ့အတန်လေးကြားရအောင်လိုက်ပြီးတော့နားထောင်ကြည့်ပါနောက်တစ်ပုံ D is for doll D D doll d d doll d d doll d ရဲ့အတန်လေးကြားရတယ်နော် d is for dark d d dark d d dark d d dark ပုံသုံးပုံလုံးမှာ d ရဲ့အတန်လေးတွေကြားရတယ်နော်ကြားရတယ်ဆိုလို့ရှိရင်တော့ လေ့ကျင့်ကြည့်ရအောင်ပုံတပုံချင်းစီရဲ့အတန်လေးတွေကိုသိချာနားထောင်ပြီးတော့ကြားရတဲ့ရှည်ဆုံးအတန်လေးတွေကိုလက်ထပ်အဖြစ်ခံမှန်းကြည့်ရအောင်စလိုက်ရအောင် dead dead dig dig moon moon dish dish dog dog ကဲခမန်းကြည့်အောင် dead ဘယ်လက်ထဆောင်းလေးကြားရလဲ d dig ခမန်းကြည့်ပါမယ်ဟုတ်ပါတယ် d နောက်တစ်ခု moon ဘသူရဲ့အတံပါလိုက်မှန်ပါတယ် m နောက်တစ်ခု dish ဘယ် letter လဲ great d ဖြစ်ပါတယ်နောက်ဆုံးတစ်ခုခံမှန်းပါမယ် dog ဘယ်သူလေးပါလဲ d လေးဖြစ်ပါတယ်အတန်ကြားရုံနဲ့ဘယ် letter လဲခံမှန်းနိုင်ပြီဆိုရင် letter စောင်းလေးတွေကို blend ပြီးတော့အတန်ဘလို့ထွက်မလဲဆိုတာကိုလေ့ကျင့်ရအောင်အရင်ဆုံး d နဲ့ vowel တန်လေးတွေဖြစ်တဲ့ a a it ဆိုတဲ့အသံတွေနဲ့တွဲပြီးတော့လေ့ကျင့်ပါမယ်။ကလေးတို့လည်းလိုက်ပြီးတော့အသံလိုက်ထွက်ကြည့်ပါ။ d a a d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 ead d a d dead d a eh, d dead d a m dam d a m dam d a m dam d a d d a d, 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 d d e d d e, n, den, d e n den d e n den d e n den d e s k desk d e s k desk d e s k desk d e d d e d d e d d e p dip d e p dip d e dip, d, i, g, dig, d, i, g, dig, d, i, g, dig. ဒီနေ့မှာတော့ group 2ရဲ့နောက်ဆုံးအတန်လေးဖြစ်တဲ့ letter D ရဲ့အတန်လေးကို လေ့လာခဲ့ကြပါတယ်။အရှင်လေးကတော့ပုံမှန်ပြထားတဲ့အတိုင်း drum D လို့ leg ကို လုပ်ပါမယ်။အတန်လေးကတော့ j j j sorry အတန်လေးဖြစ်ပါတယ်။နောက် video လေးမှာကတော့ group 2ရဲ့ blending လေးတွေကိုဖတ်ပြပေးသွားမှာ ဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။